လျက်ရက်တစ်ပြက်ကျမကြီးအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီအစီအစဉ်လေးမှာတော့ကျမကြီးဗဟုသုတတွေကိုအချိန်တိုအတွင်းမှာနားလည်သွားအောင်တိဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့စန်းချပြန်ယောဂအကြောင်းပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီတော့ဗီဒီယိုလေးကိုဆက်လက်ကြရအောင်နော်။ ဆုံးဆက်ချင်မြန်ယောဂါကဘာလဲဆိုတာကိုပြပြပေးခြင်းပါတယ်ရှင်။ဆက်ချင်မြန်ယောဂါဆိုတာကပေါ့နော်အစာရင်တွေကအဆိပ်တွေကအစာရည်မျိုးပေါ်ဖြတ်ပြီးတော့ပစံတွေကနေပြီးထွက်လာယောဂါတစ်ခုဖြစ်ပါတယ်။ဒီယောဂါကိုနားလည်ဖို့တော့ဆိုလို့ရှိရင်နော်သဘောတရားတစ်ခုကိုအရင်ဆုံးရှင်းပြပေးခြင်းပါတယ်ရှင်။ အစာရေနဲ့အစာရေမျိုးချားတဲ့မှာပေါ့နော်ရှုံ့ညွတ်သားလေးတခုရှိပါတယ်။အဲဒီရှုံ့ညွတ်သားလေးကပါဇက်ထဲကနေပြီးတော့အစာရေကိုမျိုးချလိုက်တဲ့ခါမှာဆိုလို့ရှိရင်ရော့သွားပြီးတော့အစာရေထဲကိုအစာရေရောက်သွားပါတယ်။အဲ့လိုမျိုးပေါ့နော်အစာရေထဲကိုအစာရေရောက်သွားပြီးပြီဆိုလို့ရှိရင်တော့အဲ့ဒီရှုံ့ညွတ်သားလေးကပြန်ပြီးတော့ကျုပ်သွားပြီးတော့အစာရေအပေါ်ပြန်ဆံမတက်လာအောင်လို့ကောက်ွယ်ပေးပါတယ်။ဒါပေမဲ့အကြောင်းတစုံတရာကြောင့်ပေါ့နော်အဲ့ဒီရှုံ့ညွတ်သားလေးက၎င်းကအလုံးမုန်းလာတဲ့ခါမှာဆိုလို့ရှိရင်တော့အစာရေထဲကအစာချေတဲ့အဆင့်ယူတွေကပေါ့နော်အစာရေမျိုးတစ်ချောင်းကိုဖျက်ပြီးတော့ပြန်ဆံတက်လာပါတော့တယ်။အဲ့လိုမျို မျိုးအစာချေရည်တွေပြန်ဆန်တက်တဲ့ယောဂါကိုစက်ချင်းမြန်ယောဂါလို့ခေါ်တာဖြစ်ပါတယ်ရှင်။အဲ့ဒီလိုမျိုးအစာချေရည်တွေပြန်တက်လာတဲ့အခါမှာဆိုလို့ရှိရင်အက်ဆစ်တွေကပေါ့နော်အစာရည်မျိုးရဲ့နေရံကိုထိခိုက်စေတယ်လို့ isophagitis လို့ခေါ်ရဲပေါ့နော်အစာရည်မျိုးရောင်ရမ်းတဲ့ယောဂါပါတွဲပြီးတော့ဖြစ်တတ်ပါတယ်။အခုဆက်ပြီးတော့စက်ချင်းမြန်ယောဂါဘာကြောင့်ဖြစ်တာလဲဆိုတာကိုပြပြပေးခြင်းပါတယ်ရှင်။အစာရည်ထဲမှာအဖိအားတွေအရင်များလာပြီးတော့အစာရည်နဲ့အစာရည်မျိုးချိုင်းမှာရှိတဲ့ရွှေ့ပြတ်သားလေးရဲ့နှုတ်ဆောင်ချက်တွေကိုထိခိုက်လာတဲ့အခါမှာဆိုလို့ရှိရင်တော့စက်ချင်းမြန်ယောဂါကဖြစ်တတ်ပါတယ်ရှင်။ အစားတွေအများကြီးစားရတဲ့အခါပြီးတော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်ကိုယ်ဝန်ဆောင်ရတဲ့အချိန်တွေမှာဆိုလို့ရှိရင်တော့ဝမ်းမိုက်ထဲမှာပြည်ရွေးအရင်များနေတတ်ပါတယ်ဒီလိုအချိန်တွေမှာဆိုလို့ရှိရင်တော့ဆက်စင်ပြန်တာကဖြစ်တတ်ပါတယ်ရှင်လူတိမြာယောဂါတခုဖြစ်တဲ့အစာရင်အစီပိုင်းတခုကအစာရည်မျိုးတွေကိုကျုံဝင်သွားတဲ့ higher တက်ဟာနီယာလို့ခေါ်တဲ့ယောဂါမှာဆိုလို့ရှိရင်လည်းဆစင်းပြန်တာကတွဲပြီးတော့ဖြစ်တတ်ပါတယ်ရှင်။ဆစင်းပြန်တဲ့တဲ့သူတွေအနေနဲ့ဆလေးတောက်တာအဝလွန်တာအရက်လွန်ကျတော့တာတွေကဆိုလို့ရှိရင်တော့ဆစင်းပြန်ယောဂါကိုပိုဆိုးစေတတ်ပါတယ်ရှင်။ ဆက်စိမယောဂရှိတဲ့သူတွေမှာအတွေ့အများယောဂလက္ခဏာတွေအနေနဲ့ကကြတော့ရင်ပူတာပြိုတာရင်းညွတ်နေရာမှာငါကျင်တာပြီးတော့ဒီပါဇက်ထဲကိုပေါ့နော်အချင်းရည်တွေပြန်တက်တာလေပွားတာလေကျင်တက်တာညဘက်မှာဆိုလို့ရှိရင်တော့ဒီပနာရရဲ့ယောဂတွေလိုမျိုးပေါ့နော်ချောင်းဆိုးတာတွေဖြစ်တတ်ပါတယ်ရှင်စစ်ပြန်တဲ့ယောဂကခဏခဏဖြစ်တဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော် အစာအိမ်နဲ့အစာရည်မျိုးအစိတ်ပိုင်းတွေရဲ့ထိခိုက်မှုတွေကိုတိကျသိဖို့အတွက်အစာအိမ်မှန်ပြောင်းကိုကြည့်တင်ပါတယ်ရှင် စကြိမ်မြန်ယောဂရဲ့နောက်ဆုံးတဲ့ပြဿနာတွေကတော့အစာချေရည်ခဏခဏပြန်တက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့အစာရည်မျိုးရောင်းရတာပဲဖြစ်ပါတယ်။အစာရည်မျိုးကခဏခဏရောင်းရတဲ့အခါမှာကြာလာလို့ရှိရင်တော့အစာရည်မျိုးကျဉ်းသွားတာမျိုးတော့ဖြစ်တတ်ပါတယ်ရှင်။တောက်ဆာကောင်းတာတစ်ခုကကြတော့အစာရည်မျိုးရဲ့အောက်ပိုင်းဆဲတွေကပြောင်းလဲမှုတွေဖြစ်သွားပြီးတော့ကိစ္စယောဂအသွင်ပြောင်းသွားတဲ့ virus esophagus လို့ခေါ်တဲ့ယောဂပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေကပေါ့နော်လူငယ်စုမှာပဲဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကြီးဆိုရင်ဘူးတော့မလို့ပါဘူး။ အခုဆက်ပြီးတော့ဆက်ချမြန်ယောဂါကိုဘယ်လိုကုသလုပ်ရလဲဆိုတာကိုပြပြပေးခြင်းပါတယ်ရှင်။အစာရှည်ရည်တွေကိုတက်ပြည့်စေဖို့အတွက်ထန်ချင်းလိုမျိုးအန်တစစ်စီတွေကိုတောက်ပေးမယ်ဆိုလို့ရှိရင်တော့ရင်ဘူးတော်တောက်တာသွားစေနိုင်ပါတယ်။အဆစ်ဖရာကိုပိတ်ဖို့တော့ဆိုလို့ရှိရင်တော့အိုမီပါဇောလိုစီးမျိုးတွေကိုဆက်ချမြန်တဲ့အချိန်မှာတောက်ပေးလို့ရပါတယ်ရှင်။အစာရည်တွေကအစာတွေကိုအောက်ဘက်ဥတွေမြန်ရောက်စေတဲ့ဒိုဘာရုံးလိုစီးမျိုးတွေကဆိုလို့ရှိရင်လည်းဆက်ချမြန်ဝေဒနာတော့တောက်သွားစေနိုင်ပါတယ်။ဒါပေမဲ့ဟာရက်တက်ဟာနေရာကြောင့်ဖြစ်တဲ့ဆက်ချမြန်ယောဂါကကြတော့ခွဲစိတ်ကုသဖို့လိုအပ်ပါတယ်ရှင်။ ဆက်ပြီးတော့ဗောနော်စစ်စစ်မြန်ယောဂါရှိရသူတွေအနေနဲ့ဆောင်းရရှောင်းလေးတို့ပြပြပေးချင်ပါတယ်ရှင်။စစ်မြန်တဲ့သူတွေအနေနဲ့အစစ်လေးကိုဖြစ်ပါနော်။ပြီးတော့စစ်စစ်မြန်ယောဂါကိုပူးစိုးစေတတ်တဲ့အချင်းအဆက်ကော်ဖီလက်ဖက်ရည်ထားတွေကိုလည်းညနေခင်းမှာမတောက်ပါနဲ့နော်။ပြီးတော့အကိုလေးချင်းကိုလည်းလျှော်ပါ။လဲလျောင်းပြီးတော့အိတ်တဲ့ချင်းကိုလည်းမလုပ်ပါနဲ့နော်။မယိတ်ခင်နှစ်နာရီအလိုလောက်ကစပြီးတော့မမမစားဖို့တဲ့အချက်မေးချင်ပါတယ်။ကခဲပြောက်စီတွေစိတ်ငြိမ်စီတွေနဲ့နှာထွေလိုစီမျိုးတွေပြီးတော့နှာဖက်တပိလိုမျိုးတွကြစီတွေကသစိမယောကပူဆိုးစီတွေတကြောင်မျိုးရှောင်းနေကြပါရဲ့ရှင်။ အခုလောက်ဆိုလို့ရှင်စစ်စစ်မြန်ယောဂအကြောင်းသိလောက်ပြီးလို့ထင်ပါတယ်။ကျမတို့ AM Channel ရဲ့နေ့တစ်ပတ်ကျမရဲ့အစီအစဉ်ကနေပြီးတော့အခုလိုမျိုးဗဟုသုတဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးသွားအောင်ပါလို့ဆက်လက်ဆက်မွန်ချူအပ်ပေးကြပါအောင်နော်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြတာပေါ့နော်။